်လောက်ရှိပြီပေါ့နော်ဒီရုပ်ရှင်စီယုံမှာဒီကတော့ပွဲလှုပ်တိုင်းလှုပ်တိုင်းနေကိုရောက်နေရတာများတော့လေဒီနှစ်တော့တက်တိုက်ဆိုင်ဆိုင်အိမ်မှာနားနေတဲ့ရဲ့လေးနဲ့တွေ့ရတယ်ဒါပေါ့နော်ဒါမနေ့ကတည်းကလာပြီးတော့တတတအားပါဝင်ကူညီပေါ့ကတော့တာပါဟုတ်ကဲ့မင်းသမီးကြီး academy dot cho ပြောင်းဖြစ်ပါလေရှင်ထိုက်ကလည်းစားနေရတယ်လေအပတ်ပြီးစားဟိုးထိုက်ကစားမွေးငါးစားတယ်အဲကောင်းချင်းမောင်းစားတယ်အကျော်စားတယ်အဟာရနဲ့ဒီရေခဲမုတ်လေးစားတယ်အခု coffee လေးနဲ့ပိတ်မယ်ပေါ့ ဆယ်ရတော့ဟိုမှာဟိုမှာတမီလာဦးချင်းလေးပြိုက်ပြလိုက်ပါဦးဘာရမစားပါဘူးတို့ပါအဲမဟုတ်တော့မဟုတ်တော့ရန်ကုန်မှာရှိရတဲ့နှစ်တိုင်းကတော့မဖြစ်မနေလာပါဘူးရန်ကုန်မှာရှိတယ်ဆိုရှူတင်တော်မှပဲလေအဲ့လိုခွေယူပြီးတော့လာဖြစ်မှာပါဟုတ်ဟိုအခါတိုင်းနှစ်တည်းရတဲ့ရန်ကုန်မှာမရှိလို့ပေါ့ဟုတ် ီးသူမတွေကိုနေ့စဉ်နှစ်တိုင်းပေါ့နော်ကတော့ကြရတယ်ဆိုတာအင်မတန်မှမင်္ဂလာတစ်ပါးပါကျူလေးမရောက်တာနှစ်နှစ်လောက်ရှိပြီပေါ့နော်ဒီရုပ်ရှင်စီးရုံးမှာဒီကတော့ပွဲလှုပ်တိုင်းလှုပ်တိုင်းနေကိုရောက်နေရတာများတော့လေဒီနှစ်တော့တက်တိုက်ဆက်ဆိုင်အိမ်မှာနားနေတဲ့ရဲ့လေးနဲ့တွေ့ရတယ်ဒါပေါ့နော်ဒါမနေ့ကလေးကလာပြီးတော့တတတအားပါဝင်ကူညီပေါ့ကတော့တာပါဟုတ်ကဲ့ academy.chu ပြောင်းဖြစ်ပါရဲ့ရှင် ရှင်းပြေပဲသူတို့ဒေတာကိုပတ်ထားအများကြီးပဲရုပ်ရှင်စီရဥက္ကဋ္ဌကြီးအကယ်ဒမီညာရှင်ဦးကြည်စိုးကျော်ဖြစ်ပါလိမ့်ရှင်ဒီနှစ်မှာစပတ်တာအခါတိုင်းကကတော်ပြရနဲ့ပြန်လာလေဒီနှစ်ကျမှပဲဘိုက်ကလည်းစာနေရတယ်လေအပတ်ပြီးစားဟိုးထိတ်ကစားမွေးငါးစားတယ်အဲကောင်းချင်းမောင်းစားတယ်အကျော်စားတယ်အဟာရနဲ့ဒီရေခဲမုတ်လေးစားတယ်အခု coffee လေးနဲ့ပိတ်မယ်ပေါ့ဟုတ်ကဲ့မစိုးဘူးနော်အစီအစဉ်လေးကတော့ကောင်းတယ်ဟုတ်ပါဆယ်ကတော့ဟိုမောင်းမှာတမီလာအောင်ချင်းလေးပြိုက်ပြလိုက်ပါဦး ။ဒါကြဘသူစားမှာလဲ။သူတို့ပေါ့။အဲကိုမဟုတ်ပါဘူး။မဟုတ်တော့မဟုတ်တော့ဟဲ့။မင်းသမီးကြီးဒေါက်တာထောင်းဝယ်ဖြစ်ပါလိမ့်ရှင်။ရန်ကုန်မှာရှိရနှစ်တိုင်းကတော့မဖြစ်မနေလားပါပဲရန်ကုန်မှာရှိတယ်ဆိုရှူတင်တောင်မှပဲလေအဲ့လိုခွေယူပြီးတော့လာဖြစ်မှာပါဟုတ်ဟိုအခါတိုင်းနှစ်တည်းရတဲ့ရန်ကုန်မှာမရှိလို့ပေါ့ဟုတ် အချင်းချင်းဆိုတော့လေလို့လွတ်လွတ်လပ်လပ်ပြောချင်တာပြောပေါ့နော်အဲ့လိုလိုဒါပေမဲ့တခုပဲဒီထဲကိုလာပြီးဓာတ်ပုံရရတာတော့တခြားတခြားပွဲရင်လည်းမကွာသလိုပဲတကယ်ဆိုရင်လေတခြားပွဲရင်လည်းကွာဓာတ်ပုံမရရင်တခြားပွဲရင်လည်းအရန်ကွာမှာလေနော်အခုတော့လေကိုကစကွီလုံးလိုက်စကွီလုံးလိုက်လေရိတ်အဲ့လိုဖြစ်ဒီစစ်မော်ပါပေါ့ ကြကိုလည်းရောက်လာပါမယ်ဆိုတော့ပြိတိချိန်ကြီးကိုမြို့ပြရတယ်လောက်သွားမယ်လို့ဆိုလာတာပါဟုတ်ချူလေးကတော့အဲ့လိုပေါ့ပြိတ္တကချူလေးကိုလက်ခံတဲ့အချိန်ထိတော့ရိုက်ကူးသွားမှာပါဟုတ်ချူလေးလည်းကတော့နေနေတွေးပါတယ်တနေ့နေ့ကျရင်လို့အဲ့လိုမျိုးရောက်သွားမလားမသိဘူးပေါ့အဲ့ဒီအချိန်ထိပဲအသက်ရှင်အောင်ပဲစူးစမ်းအောင်ပါပေါ့လေဟုတ်